မင်္ဂလာပါခင်ဗျာဆိုင်ရထားကြီးကတော့ဒါစီကနေတောင်ကြီးကိုမနက်9:00နာရီမှာစထွက်တာပဲဖြစ်ပါတယ်။အရန်အေးနေပြီလား။အရန်ကိုအေးနေပါပြီ။ကလောက်ဘယ်လိုတက်တည်နေပြကြော်ရမလဲ။ဒီနေ့ဆောင်ကဒီရဲ့မနက်ခင်းလေးမှာတော့အရန်ကိုအေးပြီးအရန်ကိုမှလှပလို့နေပါတယ်။ဘုဒ္ဓယမဈေးငတ်တဲ့နေပြန်သွားတယ်လို့ဝေးဆုံးနေချင်းဘဝရဲ့ချင်း တာစီကနေအောင်မန်းထီကိုတော့ရထားလက်မှတ်က9000ကျပ်ပေးရပါတယ်။ခီးစဉ်အစဆုံးတောင်ကြီးထီဆိုရင်တော့12000ကျပ်ကြာတင်မှာပဲဖြစ်ပါတယ်။ဒီရထားလက်မှတ်လေးက1906ခုနှစ်ဝန်းကျင်ဂျီတီရှာကိုလိုနီခေတ်ကဖောက်လုပ်ထားတာဖြစ်လို့အခုဆိုလို့ရှိရင်တော့တပ်တန်120နီးပါးရှိနေပြီပဲဖြစ်ပါတယ်။ အခုဖြတ်တန်းနေတာကတော့ကြောက်ပန်းအိုရဒါလေးပဲဖြစ်ပါတယ်။ရဒါဘောက်ကိုဖြတ်တန်းတဲ့အခါမှာတော့ရထားကိုအခုလိုမျိုးဖြည်းဖြည်းလေးပဲမောင်းနေနေပါတယ်။ကျွန်တော်တို့အခုသွားနေရတဲ့လိုမျိုးတောင်ကြားတွေကိုဖြတ်ပြီးဖောက်လုပ်ထားတဲ့ရထားလမ်းနေရာတွေအခုလိုဥမင်လိုင်ကောင်းတွေကိုဖြတ်တန်းသွားလာခဲ့ကြရပါတယ်။ဒါလေးကတော့ပထမဦးဆုံးဖြတ်တန်းရတဲ့ဥမင်လိုင်ကောင်းနေရာလေးပဲဖြစ်ပါတယ်။ လမ်းမူရာရတဲ့အခါမှာတော့ဈေးသေးတွေရှိတာဖြစ်လို့ကျွန်တော်တို့စားတင်တာလေးတွေဝယ်စားခဲ့ကြပါတယ်။ဆိုဆိုရင်းမမြေဘူးတာကပြောင်းမှုပြုတ်လေးတွေဝယ်စားနေတာဖြစ်ပါတယ်။တန်းတန်းသူတို့ပဲရင်းရင်းနေတာကြီး။ချောအရင်ရပါမဟုတ်စီကြောပါအရင်ရတယ်ကိုနေအခုလေးအနေလို့ပဲအချမ်းပြေလေးအရင်ချမ်းအရင်ချမ်းပြေပြောင်းမှလည်းအရင်တို့ပူနေရဆုဒီလိုနဲ့ပဲရထားကြည့်ရဖြည်းဖြည်းမှန်မှန်နဲ့ခရီးဆက်ခဲ့ပါတယ် ရထားလမ်းတောက်လျှောက်ကတော့နှာနေတာမျိုးမဟုတ်ဘဲနဲ့အခုလိုအပင်နေထူးတဲ့နေရာတွေကိုလည်းချက်သွားခဲ့ကြရပါတယ်။တချို့လမ်းပူတာတွေမှာတော့ရထားကမရက်ပဲဆက်မောင်းခဲ့ပါတယ်။တချို့ပူတာတွေမှာတော့လူအတက်စင်းနဲ့ကုန်တင်ချရှိတာကြောင့်အချိန်တော်ကြာရပ်ပေးခဲ့ပါတယ်။ရထားပေါ်မှာကျွန်တော်တို့ဝယ်စားခဲ့တဲ့၃000တန်းကြက်ကြော်နဲ့ထမင်းထုတ်လေးပဲဖြစ်ပါတယ်။ ျွန်တော်တို့တွားရင်တွေကတော့ယထားပေါ်မှာထမင်းရောက်တဲ့ဒီညီမလေးတူကိုပဲတွေးခဲ့ရပါတယ်ထမင်းစားနေပါဒီလိုဒါဒီနေ့တော့ပါ ကောင်းလားနေ့လည်းပါသွားအောင်ဟုတ်အခုလေးမလားအဲ့ဒါဟုတ်နော်ကတော့ရောင်းထောင်ရတာတည်လားခမင်းစားပြီးတဲ့ခါမှာတော့တရေတမောခဏတာအိတ်ခဲ့ကြပါသေးတယ်ဖြည်းဖြည်းမှန်မှန်နဲ့မောင်းနေခဲ့တဲ့ရထားကြီးကအခုဆိုရင်တော့ခွေရုပ်ပူတာကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့ကောင်းမြတ်ကြီးတောက်လေးထပ်မံဝယ်စားဖြစ်ခဲ့ပါတယ် ပထမလုံထုတ်တဲ့နေရာတုန်းကတေချာလေးသတိမထားမိခဲ့လို့ခွေရုပ်ဘူတာအထွက်မှာတော့လုံထုတ်တာကိုတေချာလေးကြည့်ဖြစ်ခဲ့ပါတယ်။အခုဆိုရင်တော့တောင်တက်လန်ကိုလမ်းပြောင်းဖို့အတွက်ဘူတာကနေရထားကိုနောက်ပြန်ထွက်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့တောင်ပေါ်ကိုဆက်တက်မဲ့တန်လန်ကိုပြောင်းပြီးပဲဖြစ်ပါတယ်။ရထားကိုအခုလိုမောင်းနေတာကိုလုံထိုးတာလို့ခေါ်တာပဲဖြစ်ပါတယ် အရင်ကယထာလုံထုတ်တာကိုကြားခဲ့ဘူးပဲမဲ့အခုလိုမြင်မှပဲလုံထုတ်တာကဒါပါလားဆိုပြီးတော့တေချာလေးတီခွင်ရခဲ့ပါတယ်။အခုရောက်ရှိနေတာကတော့စင်တောင်ဘူးလာပဲဖြစ်ပါတယ်။ရောက်ပါတော့မယ်။ရောက်ပါတော့မယ်။အခုတော့အန်တီမုံကြီးတီရရှိတာစင်တောင်ရောက်ပါပြီ။တောင်ကြီးရိုင်းနေစားတွေ့နေပါပြီ။စင်တောင်ဘူးလာကစပြီးတောင်တေချာလေးတွေကိုစားတွေ့နေရပြီပဲဖြစ်ပါတယ်။ ရှောင်းဘော်ကိုရောက်လာပြီဖြစ်လို့မြင်တွေ့ရတဲ့ရှုပ်ရင်တွေကလည်းပိုပြီးတော့လှပလာပါတယ်။ဒီလိုနဲ့ပဲခရီးဆက်လာရင်လည်းမကြခင်ပါပဲဒုတိယမြောက်ဥမင်းလိုင်ကောင်းလေးကိုဖျက်သွားရတော့မှာပဲဖြစ်ပါတယ်။ဒီလိုင်ကောင်းလေးကတော့ဒီရထားလမ်းပိုင်းမှာအရှိဆုံးဖြစ်ပြီးတော့လိုင်ကောင်းထဲမှာအချိန်10မိနစ်နီးပါးဖျက်တမ်းရမှာပဲဖြစ်ပါတယ်။အခုလိုင်ကောင်းနဲ့ဖျက်နေတဲ့အချိန်မှာတော့ကျွန်တော်အရင်လေးကတင်ထားတဲ့ post လေးမှာသူရမြင့်အကောင့်နဲ့မှတ်ထားတဲ့စာလေးကိုဖတ်ပြပေးခြင်းပါတယ်။ဦးလေးတယောက်ကပြောဘူးတယ်။ သူတို့ခေတ်ကရှမ်းပြည်ရနေရန်ကုန်ကိုတက္ကသိုလ်သွားတက်ကြတော့ကျောင်းသားတွေစုပြီးလက်မဖြတ်ရတယ်။အတွေ့အကြုံမှာဆိုလို့ရှိရင်ကျောင်းသူကျောင်းသားတွေအများကြီးပါတယ်။ချိုးကြတော့လေတခုံမှာယောက်ျားလေးတယောက်မင်းလေးတယောက်အတူတူထိုင်ရတယ်။အဲ့လိုဆိုလို့ရှိရင်ခုလိုမျိုးအရှိဆုံးနိုင်ငံနဲ့ရောက်ပြီဆိုလို့ရှိရင်စခြင်းနောက်ခြင်းတဲ့သူကသူ့ရဲ့လက်ကိုပါဇက်နဲ့ဆုပ်ပြီးတော့နန်းနဲ့အတန်ထွက်အောင်လုပ်တယ်။ပြီးရင်တစ်ချိန်ထဲမှာပဲလက်ဖွာချင်းရိုက်ပြီးတော့ပါရိုက်ခံရတဲ့အတန်လိုမျိုးချမ်းကနေနေအောင်လုပ်လိုက်တယ်။လိုင်ကောင်းကအထွတ်အလင်းရောင်တွေလည်းရောက်ပေါ်မင်းကလေးကလည်းရှက်ယောက်ျားလေးကလည်း ငါဘာမှမလုပ်ခဲ့ဘူးနော်ဆိုတဲ့မျက်နှာပြင်နဲ့ဖြစ်နေတာကိုကြည့်ပြီးဆားခဲကြနောက်ခဲကြတယ်လို့ပြောတာကြားဘူးပါလေတဲ့တောင်မော်ဒေတာရဲ့သဘာဝအလားတွေကိုသဘောကျနေတဲ့အမြင်ပြန်သူတွေပဲဖြစ်ပါတယ်ခင်ဗျာ ျွန်တော်တို့အဖွဲ့ကကလောမတဲဖို့စီစဉ်ထားကြပြီမြေကလောအောင်မန်းကြာဂျိုက်တောင်ကိုဖျက်သွားတဲ့ချိန်ကအရန်ကိုလှတာဖြစ်လို့အောင်မန်းထီကိုလက်မဖျက်ခဲ့ကြတာပဲဖြစ်ပါတယ်အခုရှမ်းရထားကီးစင်လေးကိုကြည့်ပြီးတစ်ချိန်လုံးကအမတ်တရားတွေကိုပြန်ပြီးတတိယမိနိုင်တဲ့လူကြီးတွေရှိတယ်လို့မျိုးတဘာဝတရားကြီးကိုချစ်ပြီးအထွေးကြုံတစ်တွေကိုရှာဖွေနေတဲ့လူငယ်တွေအတွက်လည်းဒန်းချောင်းအစ်တလေးတစ်ခုဖြစ်မယ်လို့ယုံကြည်မိပါတယ်ခင်ဗျာကြည့်ရှုပေးခဲ့တဲ့ဦးချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကိုနေပါ